အားလုံးပဲမင်္ဂလာပါဗျာဖိုကလီနီးပညာနေဗီလန်ကျေးဇူးပါတယ်ဗျာဒီနေ့မှတော့ဖုန်းမော်ဒယ်စစ်စင်နေမြောင်းပေးမှာဖြစ်ပါတယ်အရန်လွယ်ပါတယ်ကျွန်တော်ခုမှနေမိထားတဲ့မိတ်ဆွေတူပေါ့နော်အဲ့တော့ तू ကဖုန်းလေးကိုမှန်နေလဲကျင်တာပစ္စည်းတစ်ခုလဲကျင်တာဒါပေမဲ့ဖုန်းကဘာမော်ဒယ်မှမသိဘူးဟုတ်တယ်ဒီခါကျတော့ရှေ့ကျွန်တော်လည်းဘာမော်ဒယ်မှမသိဘူးကျွန်တော်ကိုနိုင်တဲ့ တချို့မော်ဒယ်ဆိုဘာမော်ဒယ်မှမသိဘူးကိုမပြင်မှုတဲ့မော်ဒယ်ဆိုရင်အဲ့လိုမသိဘူးဖြစ်တတ်တယ်မိတ်ဆွေများတဲ့ဖုန်းကဘာမော်ဒယ်နဲ့မသိဘူးဖြစ်နေရင်ခုကျွန်တော်ပြောတဲ့နေ့တိုင်းစစ်ဆေးလို့ရပါတယ်အရန်လွယ်ပါတယ်အဲ့တော့ဒီကျွန်တော်တို့ဒီတည့်ဖုန်းမော်ဒယ်တွေရဲ့နောက်မှာဒီမှာဒီမှာသူ့ရဲ့ကုတ်ဒီမှာဒီကုတ်ဒီနံပါတ်လေးပါအဲ့နံပါတ်လေးအတိုင်းပဲကိုပဲမှာရိုက်ဆိုင်လဲမော်ဒယ်နံပါတ်ထွက်တယ်လို့အခုကျွန်တော်ပြောတဲ့နီးလေးကတော့အရန်လွယ်တဲ့နီးလေးတစ်ခုမရောက်ပေးမယ်။ဘယ်ဖုန်းနေနေကုတ်တွေမပါဘူး။အဲ့တော့ဖုန်းက ကျွန်တော်တွေဗျောင်းဆိုလို့ရှိရင်တော့အခုပြောနေနေတိုင်းစစ်စစ်လို့ရတယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့ရဲ့ဒီဖုန်းမှာပေါ့နော်ကျွန်တော်တို့ဖုန်းမှာအဲကျွန်တော်တို့ကိုကေးလေးတစ်ချက်ဝင်လိုက်မယ်ကျွန်တော်ကိုကေးလေးချက်ဝင်လိုက်မယ်အဲကိုကေးတဲ့ဒီမှာကိုကေးလေးကိုကေးဒီမှာနော်ကိုကေးလေးအဲဒီကိုကေးဆော့ဝဲတဲ့တစ်ချက်ဝင်လိုက်မယ်အဲဝင်လိုက်ပြီဆိုလို့ရှိရင်ဒီမှာနော်ဒီမှာကင်မရာပုံလေးပါကင်မရာပုံလေးကိုတစ်ချက်လောက်နှိပ်မယ်အဲကင်မရာပုံလေးချက်လောက်နှိပ်ပြီးတော့ဒီဖုန်းလေးကိုဒီနောက်ချမ်းလေးပေါ့နော်ကျွန်တော်ဒီမှာဓာတ်ပုံလေးရိုက်လိုက်မယ် မှကြည့်လိုက်အဲဓာတ်ပုံလေးကိုကျွန်တော်ကျဲလိုက်โอเคအဲ့လိုဓာတ်ပုံဓာတ်ပုံရက်လိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဖုန်းနဲ့ပတ်သက်တဲ့ဒီ detail တွေအားလုံးချပေးတယ်အပေါ်လေးအနေနဲ့ဆွဲတင်လိုက်အဲဘောလေးဆွဲတင်လိုက်မယ်ဒါဆိုရင်ကျွန်တော်ဖုန်းမော်ဒယ်သိပါပြီအဖုန်းလေးဆိုတော့ Redmi 9ဖြစ်ပါတယ်အဲဒါဆိုမှတော့အခုကျွန်တော်တို့လိုပဲအဲ့လိုပဲရိုက်ရိုက်ထားတဲ့လူတွေအများကြီးပဲရှိတယ်။မာ Redmi နဲ့ Run 464စသဖြင့် Run Run နဲ့အစသူချပေးတယ်။ဒါဆိုကျွန်တော်တို့ဖုန်းမော်ဒယ်ကိုတည်သွားပြီ မနော်ရန်ကိုအဆင်ပြေတယ်နော်ကျွန်တော်10မိနစ်တွင်တော့မကြောက်ဘူးစက္ကန့်ပိုင်းတွင်မှာပဲဖုန်းမော်တယ်ဘယ်လိုဖုန်းမော်တယ်ပဲဖြစ်အကုန်လုံးကြည့်လို့ရတယ် Okay အဲ့ဆိုပြီးကျွန်တော်ဒီဖုန်းသလုံးကိုလည်းကျွန်တော်ဖြတ်ပြီးဆန်းဆန်းကြည့်အောင်အဲဒီဒီဖုန်းနဲ့ကျွန်တော်ဆက်ဆန်းကြည့်မယ်ဒီဖုန်းနဲ့ကျွန်တော်ဘာမော်တယ်မှမသိဘူးဆက်ဆန်းမယ်အဲ့လိုခုနခုနတိုင်းပဲသူ့ကိုကျွန်တော်တွေကိုယ်ခဲဝင်ပြီးကင်မရာပုံလေးထဲကိုဝင်မယ်ကင်မရာနဲ့ဝင်ပြီးတော့သူ့ကိုလည်းကျွန်တော်ဒီမှာတက်ဓာတ်ပုံလေးရိုက်လိုက် โอเคအဲ့ဆိုရင်သူကျွန်တော်ဓာတ်ပုံရက်လိုက်ပြီရက်လိုက်ပြီအပေါ်လေးကိုပေါ်လေးကိုဆွဲလိုက်ပြီအဲဒါဆိုရင်ဒီမှာပျောက်ပြရပါလေ A20 ဆိုပြီးဒီမှာပြပါ A20 ကယ်လိုရီ Samsung A20 ဟုတ်ပါလေဒီဖုန်းက Samsung A20 ဖုန်းအဲ့ဒီမှာသူ့ရဲ့အဲသူ့ရဲ့ date ချက်လက်လေးကြည့်ကြည့်နေဒီမှာ run 3 32လည်းရှိတယ်စဖြစ်သူ run လေးရစဒီမှာပြပေးတယ်နော်โอเคဒါဆိုရင်မိတ်ဆွေအားလုံးပဲကိုဖုန်း ဖုန်းတွေကိုကျွန်တော်တွေဘာဖုန်းလဲဆိုတာမော်ဒယ်ဆက်တက်ပြီးလို့ထင်ပါတယ်ဘယ်ဖုန်းမဲ့လာတာအဲ့တိုင်းဆက်လို့ရပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေအားလုံးပဲဒါဆိုရင်အလွယ်ကူဆုံးနည်းနဲ့မော်ဒယ်ဆက်တက်ပြီးထင်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျမသိတာများလို့လည်းခွန်မမမေးခဲ့လို့ရပါတယ်เนาะကျွန်တော်ခုလိုဗီဒီယိုလေးလုပ်ပြီးပြန်လည်မြောက်ပေးပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ် Lion Screen နဲ့ပြီးအားပေးခဲ့ပါဦးဗျကျွန်တော်မိတ်ဆွေအားလုံးပဲ ending ကိုပေးရှင်းကြပါစေဗျ Allo me macala ma bia po quale ne pigna cane allo mo so bare bia like e subscribe ne pi a pe ciao bia Yeah. Yeah.